ဒါကတော့တန်ချိန်45ရန်ရှိတဲ့အင်ဂျင်နီယာယင်ကြီးတစ်စီးကစက်ကူချက်လိုမျိုးပါလွာတဲ့တရားပေါ်မှာအမှန်တကယ်ဖြတ်ကူးနေတာဖြစ်ပါတယ်။ ိတ်ပန့်စိတ်ကူးရင်ရုပ်ရှင်ကြီးတွေထဲမှာပဲမြင်ရမယ့်ဒီဖြစ်ပျက်မျိုးကတရုတ်နိုင်ငံမှာအမှန်တကယ်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ဒါကရှောင်းချင်းပြည်နယ်မှာရှိတဲ့မြစ်ကြိုးတံတားတစ်ခုဖြစ်ပါတယ်။ဒီတံတားကပေပေါင်း84ပေရှိပြီး72ပေအထိကျဲပါတယ်။တံတားရဲ့မျက်နှာပြင်နဲ့ခြိုင်ဝမ်းကြားကဒေါင်လိုက်ကွာဝေးကပေပေါင်း984ပေအထိရှိပါတယ်။ပိုပြီးအံ့ဩဖို့ကောင်းတာကဒီတံတားမှာတိုင်လုံးတွေမပါဝင်ပါဘူး။ဒါအပြင်ကျိုးတွေနဲ့ဆိုင်းထားတဲ့ကျိုးတွေလည်းမပါဝင်ပြန်ပါဘူး။ကျိုးလေးစုံကနေအလျားလိုက်ဆွဲအားကိုပဲပေးပြီးတန်ချိန်45ရက် ရှိတဲ့ကုန်တင်ရင်ကြီးကိုတည်ဆောင်ထားတာဖြစ်ပါတယ်။အဝေးကကြည့်ရင်ဒီတရားကလေထဲမှာလွင့်မျောနေတယ်လို့မျိုးမြင်ရပါတယ်။ဒါအပြင်တရားကစက်ကူချက်လိုမျိုးပါလာနေပါတယ်။ဒီတရားပေါ်မှာမောင်းနေရတဲ့ရင်မောင်းတွေဟာတကယ်ကိုတတိရှိသူတွေပဲလို့ပြောရင်လည်းမမမထင်ပါဘူးမိတ်ဆွေတို့အနေနဲ့ဆိုရင်ရော အခုလိုရန်ဟိုပါလွာနေတဲ့တရားမျိုးပေါ်ကနေမောင်းနေရမယ်လို့ထင်ပါသလားဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Creative Studio လေးကို Like and Follow လုပ်ခဲ့ပေးကြပါအောင်နော်